ားလုံးပဲမင်္ဂလာပါထိုရာရဲ့ Bridge Program for High School အစီအစဉ်ဒီကတော့မှကြိုဆိုပါရစေ Program ကိုအဓိကလွှတ်ဆောင်ရည်ချက်ကတော့ High School တက်ရောက်နေတဲ့ကျောင်းကျောင်းသားတွေပြီးတော့အထက်တန်းပညာရေးပေါ့နော်ဒီ High School ကိုတက်ရောက်ဖို့အတွက်ပြင်ဆင်နေတဲ့ကျောင်းကျောင်းသားတွေနဲ့ဒီကျောင်းကျောင်းသားတွေရဲ့မိဘတွေကနေပြီးတော့မှကိုယ့်ရဲ့သားသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ဘယ် curriculum ကိုသွားလာမလဲ ဘယ်လိုဒီပလိုမာယူရင်ဘယ်လိုအဆင်ပြေမလဲပြီးတော့ငွေကြေးပိုင်းဆိုင်ရာ management လုပ်လို့ရအောင်ပေါ့နော် financial management ကိစ္စလေးလည်းပါမယ်နောက်တစ်ခုကကြတော့ကလေးတွေကလည်းသူတို့ရဲ့တကယ်စိတ်ပါတဲ့သူတို့တကယ်ထူးချွန်ထက်မြက်နိုင်တဲ့လမ်းကြောင်းတွေအတွက်ကိုရွေးချယ်ရတာအဆင်ပြေအောင်ကျွန်တော်အနေနဲ့က guideline ပုံစံမျိုးဒီနေ့အားဖြင့် high school မှာရှိတဲ့ diploma တွေနဲ့ရှောက်လန်းလို့ရမယ် path တွေပေါ့နော်ရှောက်လန်းတွေကိုကျွန်တော်ကကျွန်တော်ရဲ့စာသင်နေ့အတွေ့အကြုံရဲ့ကျွန်တော်ရဲ့ လာလက်လာရှိပူထားတဲ့ပညာပညာအဖြစ်ရဲ့နောက်တစ်ခုကကျတော့ဘုရားပေးထားတဲ့ဉာဏ်ပညာအဖြစ်ကျွန်တော်ကနေပြီးတော့မှပြန်လည်ပြီးတော့မှဝင်မြပြီးတော့ပညာအလင်းပေးဖို့အတွက်ကျွန်တော်ကတစ်ဖက်တစ်လမ်းကနေပြီးတော့မှဒီဟာကိုအာစတင်လှုပ်ဆောင်ခြင်းဖြစ်တဲ့ဒီနေရာမှာကျွန်တော်ပြောဆိုတဲ့အာနေရာမှာသကလုံးတလုံးချင်းစီတိုင်းဒီဘယ်သူတူတယောက်ကမှထိခိုက်နာကျင်အောင်ရွေးခြင်းမျိုးမရှိပါဘူးကျွန်တော်ရဲ့အဓိကရွေးချက်ကတော့ဒီ ပညာရေးပေါ့เนาะအထူးသဖြင့်ဒီ high school ပညာရေးကိုတကယ်နားလည်ပြီးတော့မှကိုသွားမယ်လမ်းကြောင်းကိုမမှန်ကန်ကန်နဲ့အာရွေးချယ်သွားလာနိုင်ဖို့အထူးသဖြင့်ကျောင်းသူကျောင်းသားတွေပြီးတော့မိဘတွေတရှိဖို့အတွက်ပဲရည်ရွယ်ပြီးတော့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်လို့ speaker ကတော့ဗောနော်ကျွန်တော် MA ဆိုဖြစ်ပါတယ်ပြီးတော့ကျွန်တော်အဓိက focus လုပ်ထားတဲ့ဒီ topic အောက်မှာဗောနော်အဓိက focus လုပ်ထားတဲ့အကြောင်းအရာကတော့ high school diploma တွေကို focus လုပ်ထားတယ်ပြီးတော့ christian education ဗောနော်ကျွန်တော်က christian တယောက်ဖြစ်တဲ့အတွက် christian education scope ကနေကျွန်တော်အရင်လေ့လာပြီးတော့သွားခြင်းတယ်ပြီးတော့နောက်တစ်ခုကတော့ဒီ program ရဲ့ပထမဆုံးအခန်းကဏ္ဍအနေနဲ့ကတော့ကျွန်တော်ကတော့ american course တွေကိုကျွန်တော်တို့အရင်သွားမယ် ။နောက်မှ UK တို့တခြားတခြားသောနိုင်ငံတွေနဲ့တခြားသော course တွေကိုကျွန်တော်တို့ဆက် curriculum လို့လည်းပြောလို့ရပါတော့။အဲအဲ့ဒါကိုကျွန်တော်ဆက်ပြီးတော့ပြောပြသွားဖို့ရှိမယ်။ပြီးရင်တော့နောက်တစ်ခုက on demand learning ကကြတော့ကျွန်တော်တို့ဒါ self paced ပေါ့တနည်းအားဖြင့်ပြောမှဆိုရင် online study လည်းပြောလို့ရတယ်။ဒါမှမဟုတ် self study လည်းပြောလို့ရတယ်။ဒါမှမဟုတ် individualize ကိုယ့်အကို study လုပ်လို့ရမယ်။အနေထားမျိုးကို focus လုပ်ထားတာ။ဆိုတော့ကျွန်တော်တို့အဓိက focus လုပ်ထားတဲ့ topic ကတော့ဘာလဲဆိုတော့ high school diploma ကို Christian education လည်းဖြစ်ရမယ် American curriculum လည်းဖြစ်ရပြီးတော့ကိုယ့်ဘက်ကို individual life self study လုပ်ပြီးတော့တက်ရောက်လို့ရမယ်အနေထားမှာရှိတဲ့ curriculum တွေအများကြီးတည်းကမှအမျိုးမျိုးတော့ရှိတာပေါ့เนาะအများကြီးတည်းကမှကျွန်တော်ကတခုကိုရွေးချယ်ထားတာဖြစ်တဲ့ကျွန်တော်အနေနဲ့ကတော့ဒီ curriculum ရဲ့ logo နဲ့ဒီ curriculum ရဲ့ဘယ်လိုပြောမလဲသူ့ရဲ့ ပိုင်းဆိုင်ရာတွေကိုကျွန်တော်ဘာမှမသုံးပါဘူးဒါပေမဲ့ဒီ curriculum ဒီ School of Tomorrow လို့ပြောတဲ့ American Christian Education ဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီမြန်မာအတိုင်းဝိုင်းမှာ အာရှအတိုင်းဝိုင်းမှာအသိများတာတော့ ACE ပေါ့နော် Accelerated Christian Education လို့လူသိများပါတယ်ဆိုတော့ဒီနေ့မှာတော့ဒီ School of Tomorrow ပေါ့နော်အမေရိကက School of Tomorrow ကနေပြီးတော့မှာ ACE Accelerated Christian Education မှာရှိတဲ့ High School Diploma တွေကိုကျွန်တော်ကရှင်းပြပေးသွားမှာဖြစ်တယ်ဆိုတော့ဒီကျောင်းတွေမှာတက်ရောက်နေတဲ့ကျောင်းသူကျောင်းသားတွေဒီကျောင်းသူကျောင်းသားတွေရဲ့မိဘတွေက High School ရောက်တဲ့ချိန်ကျရင်ဘယ်လို Diploma ကိုယူရမလဲဘယ်လို Diploma ကကိုယ်တော်သမီးတို့အဆင်ပြေမလဲအဲဘယ်လို Diploma ကသူတို့အသက်အရွယ်နဲ့ကိုအဆင်ပြေနိုင်မလားဆိုတာကအစကျွန်တော်ပြပြပေးသွားဖို့ရှိတယ်ပြီးတော့ဘာထပ်ပြီးတော့ထည့်ထားအောင်မလဲဆိုတော့ သူတို့ရဲ့အသက်အရွယ်နဲ့ဘယ်ဒီပလိုမာတွေကတော့အသင့်လွန်ဆုံးဖြစ်မယ်ဆိုတာမျိုးအကြံပြုတာမျိုးတော့ရှိမယ်။ဆိုတော့ကျွန်တော်ဒီဟာလေးတွေကို ပြောတာတော်တော်လေးများဝိုင်းဖြစ်တဲ့အတွက်ကျွန်တော် description ကို short လိုက်တော့မယ်။ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့အဓိက main focus ဖြစ်တဲ့ဒီပလိုမာတွေကိုကျွန်တော်တို့စပြီးတော့သွားမယ်။သတ်သမီးတွေပညာရေးနဲ့ပတ်သက်ပြီးတော့မှဆုံးဖြတ်ချက်ချနိုင်ရမှာဖြစ်စေ ကျောင်းသူကျောင်းသားတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့မှ high school diploma ကိုစီစဉ်ပေးတဲ့နေရာမှာဖြစ်စေအထောက်အကူဖြစ်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။ဆိုတော့ဆက်လက်ပြီးတော့မှလာမယ့် video clip တွေအစ်တတွေအစ်တတွေကိုကြည့်ကြည့်နေဆိုရင်တော့အပတ်စဉ်ကျွန်တော်ဒီနေ့ညနေ6နာရီတိုင်းမှာကျွန်တော် video clip အစ်တတကိုကျွန်တော် YouTube channel မှာ upload လုပ်သွားဖို့ရှိတယ်။ Thora School of Life ရဲ့ YouTube channel မှာ upload လုပ်ဖို့ရှိတယ်။ ျွန်တော်ကိုပါဝင်ကူညီအပြည့်တော်အပြင် like subscribe နဲ့ support လုပ်ပါပြလို့ရပါတယ်။အဲနောက်တစ်ခုကကြတော့ကျွန်တော်ဒီ Facebook Thora ရဲ့ Facebook page မှာလည်းကျွန်တော် upload လုပ်ပါဖို့ရှိတယ်။အဲဒီ page မှာလည်း like follow နဲ့ support လုပ်ပါလို့ရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်ရဲ့ကိုယ်ပိုင် personal account ဖြစ်တဲ့ဒီ Mugiso ရဲ့ Facebook page မှာ Facebook account မှာလည်း follow နဲ့ support လုပ်လို့ရပါတယ် support ကတော့ stars ပေါ့เนาะတကယ်လို့ကိုကကျွန်တော်ကျွန်တော်ရဲ့ဒီ video clip ကို သဘောကျပြီးတော့မှဆက်လက်ပြီးတော့ပံ့ပိုးကူညီအပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုအသေးပေးတာတော့ပေါ့ပေါ့နော် stars ပေးပြီးတော့မှကျွန်တော်ရဲ့ဒီ channel ၃ခုလုံးကို support လုပ်ပေးလို့ရပါတယ်လို့ဆိုတော့ဒီ video clip အဖြစ်ဒီပညာရေးနယ်ပယ်မှာပါဝင်ပြီးတော့မှအထူးသဖြင့်ပေါ့နော် Christian education မှာပါဝင်ပြီးတော့မှအသုံးခံနေတဲ့စက္ကန့်နေတဲ့ဆရာဆရာမတွေညီကောင်မတွေ အာဒီပညာရေးပေါ်မှာယုံကြည်အနန္တထားတဲ့မိဘတွေနဲ့ဒီပညာရေးနဲ့အတူတူဘဝကိုတည်ဆောက်ပြီးတော့ရှောင်းလန်းနေတဲ့ကျောင်းသူကျောင်းသားတွေအတွက်တကယ်ပဲအတိုင်းတာတစ်ခုပေါ့နော်အုတ်တချက်တဲ့တဲ့ပွင့်နေနဲ့ထိရောက်မှုရှိမယ်အထောက်အကူဖြစ်သွားမယ်ဆိုရင်ကျွန်တော်တကယ်ပဲဂျန်နယ်ဝန်တာအားရမိပါတယ်လို့ဆိုတော့ရောက်ချင်းစီနံကိုဖျားခင်စာရေးခေါင်းကြည့်ပေးပါစေနော် See you in the next video ပါ